ျမချမိတ်ဆွေစနေတသမီးအားလုံးမင်္ဂလာပါနော်ကျမချမိတ်ဆွေစနေတသမီးတွေကိုဒီတပတ်တာကလိုင်းမှာတွေ့ကြမယ်ကန်ကျမအစိုးကောင်းနေတဲ့အတူဆောင်းရှောင်းရံလေးတွေကိုလည်းပြပြပေးရမှာပဲဖြစ်ပါတယ်စနေတသမီးအတွက်ကြောက်ရွံ့လာတဲ့ကနမိတ်ကလေးကတော့မောဝိစာဆိုတဲ့ကနမိတ်ကလေးပဲဖြစ်ပါတယ်ကနမိတ်ကလေးကစနေတသမီးတွေကဒီကလာလေးတွေမှာပေါ့နော်မင်းမရမကြခင်မှာပဲခီးတခုခုသွားတတ်တယ်အဲသွားဖို့အကြောင်းနေရာလဲပေါ်လာတတ်တယ်မင်းမရ မကြခဏဆိုသူလိုပေါ့နော်အမေမြခီးလက်ထွက်နေရတဲ့တယ်စနေသမီးတွေအဒီကလာလေးတွေမှာမိမိကနိုင်ငံရဲ့ချသွားဖို့အပြိပထွက်ဖို့ပေါ့နော်ရွေထားတယ်ကြံစီထားတယ်ဆိုလို့ရှိရင်မိမိကနိုင်ငံရဲ့ချထွက်ရတာတို့ပြိပသွားဖို့အတွက်အကြောင်းနေရာပေါ်လာတာတို့အဲသွားဖို့ကိစ္စတွေပေါ့နော်ဖြစ်လာတာတို့ဒီလိုမျိုးလေးနေတွေ့ကြုံရတဲ့တယ်မိမိကအဲနိုင်ငံရဲ့ချခီးပြပခီးနဲ့အကျိုးပေးနေတဲ့တဲ့စနေတမီးတွေအဓိကလာလေးတွေမှာပေါ့နော်မိမိကအလောက်ကိုင်ကိစ္စရင်းနဲ့ပတ်သက်ရင်မိမိက ဖြာများနေရတဲ့မိမိကပေါ့နော်ဟိုဒီလုတ်ကိုလည်းလုတ်ချင်တယ်လက်မလုတ်ချင်ဘူးအဟိုလုတ်ကလည်းဟိုကောင်းနေသလိုလိုပေါ့နော်အဲဒီဒီလိုမျိုးလေးမိမိကစိတ်ကအဲလိုမျိုးလေးမကြကနာဆိုသလိုဝေခွဲရခက်တာမျိုးလေးနေဖြစ်လာတဲ့အဲမိမိကဒီဒီလုတ်မှာပဲဆက်လုတ်ရရင်ကောင်းမလားဟိုလုတ်ကိုပဲပြောင်းရရင်ကောင်းမလားအဲအဲလိုမျိုးလေးနေဖြစ်နေတဲ့အဲမိမိကပေါ့နော်မိမိလုတ်ချင်တဲ့အလုတ်ကိုရရဲတာလုတ်အဆင်ပြေလိမ့်မယ်အောင်မြင်လိမ့်မယ်စနေသားသမီးတွေကဒီကလာလေးထဲမှာမိမိကပေါ့နော်ရဝေးရ ဆွေရည်မျိုးတွေမိမိအိမ်ကိုရောက်ရှိလာတာတို့ရဝေးရဆွေရည်မျိုးတွေထမ်းနေပြီးတော့တရင်ကောင်းကြားတာတို့ဒီလိုမျိုးတွေနဲ့လည်းတွေ့ကြုံရတဲ့စနစ်တသမီးတွေအဒီကာလလေးထဲမှာတခုတော့သတိထားရမယ်အဲ့ဒါဘာလဲဆိုရင်မိမိကိုပေါ့နော်အကျိုးမပေးတဲ့ဆရာသမားတွေနဲ့တွေ့တာတို့အဒါမို့ရင်ပေါ့နော်မိမိဟိုပေါ့လင်ညာလှည့်ပြားမယ်ပေါ့နော်မိတ်မိတ်ဆွေအတူအရောင်နေနဲ့送ရတာတို့ဒီလိုမျိုးလေးနေတွေ့ကြုံရတဲ့တဲ့နောက်ပြီးရင်မိမိတို့အတွင်းရပဲပေါ့နော်အဲမိတ်ဆွေတွေ ရရရပေါ့နော်လိန်ညာလှည့်ပြခြင်းကိုမိမိခံရတတ်တယ်မိမိကလူလိန်ခံရတတ်တယ်ငွေလိန်ခံရတတ်တယ်ဒါတော့မိမိကအထုသတိထားရမယ်စနေသားသမီးတွေကဒီကာလလေးတည်းမှာငွေကြီးနဲ့ပတ်သက်ရင်မိမိကငွေကြောင့်ပူပင်တော့ကရောက်တတ်တယ်ငွေမရဘူးမဟုတ်ဘူးရလိမ့်မယ်ဒါပေမဲ့အဲပူပင်တော့ကရောက်လာပြီးတော့မှငွေရဝင်တာမျိုးလေးနဲ့ဖြစ်တတ်တယ်စနေသားသမီးတွေကဒီကာလလေးတည်းမှာပေါ့နော်မိမိကရွှေတဲ့ပစ္စည်းတမိုးကြီးပစ္စည်းတစ်ခုခုဝင်လာတတ်တယ်စနေသားသမီးတွေကဒီကာလလေးတည်းမှာပေါ့နော်အဲ အချင်းရေးအိမ်အောင်ရင်းနဲ့ပတ်သက်ရင်မိမိကစမ်းပွက်နေတဲ့စနီတာသမီးတွေကဒီခလာထဲမှာချစ်သူအိမ်အောင်ဘက်ရဲ့ချစ်ခင်ချင်း၊ကူညီချင်း၊မဆာချင်း၊စောက်ရှောက်ချင်းဒါမျိုးလေးတွေကိုလည်းခံရတဲ့တယ်စနီတာသမီးတွေကဒီခလာလေးထဲမှာမိမိကပေါ့နော်ကျမရင်းနဲ့ပတ်သက်ရင်အထွေထူးတော့မဟုတ်ပေမဲ့မိမိကလက်တစ်ဖက်နာတာတို့လက်တစ်ဖက်မမြောက်နိုင်တာတို့လက်နဲ့ပတ်သက်ပြီးတော့ထိခိုက်ဒဏ်ရာရတာတို့ဒီလိုမျိုးလေးနေတွေ့ကြုံရတဲ့အတွက်ဒါကိုသတိထားရမယ်။စနေတသမီးတွေက အဲဒီကလာလီထဲမှာပေါ့နော်မိမိကအမျက်ဆက်ပဲရှင်ကိုရောမြေကြီးကိုအောင်အိုးတိုးအိုးထဲမှာတပြေတပြေချောင်းညော့ဆက်ကအလူတန်းချင်းဖြစ်မိမိရဲ့ကံညာခိုက်တရားပြပြောက်သွားစေမယ်လက်ကီကလာလီကတော့မိကူရောင်လို့အဝါရောင်လို့ဒါတွေကတော့မိမိရဲ့လက်ကီကလာလီတွေပဲဖြစ်ပါတယ်6ကနန်း၄ကနန်း၃ကနန်းကတော့မိမိရဲ့လက်ကီကနန်းလေးတွေပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်